မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ30ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့ဟာလက်ရှိအခြေအနေအထိစစ်ဆုံဖြစ်နေစေဖြစ်ပြီးတော့စေကောင်းစီကပြည်သူလူထုကိုလူသားတိုင်းအဖြစ်နဲ့အသုံးပြုဖို့အတွက်မျိုးရဲကိုပြန်ဝင်နိုင်ရန်သတင်းတူသတင်းမှားတွေဖြန့်ချီနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လက်ရှိစီဆိုင်မြို့ဟာ ြို့တွင်းထဲမှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အခြေအနေဖြစ်ပြီးတော့စစ်ကောင်စီကစစ်ကြောင်းထိုးလာတဲ့အတွက်မြို့ဟာစစ်ဆုံဖြစ်နေတယ်လို့သိရပါတယ်မတ်လ29ရက်နေ့မှာစေကောင်စီကပြည်သူလူထုတချို့ကိုပေါ့ဝစ်စုံတွေဝစ်ဆင်ခိုင်းပြီးတော့လူသားတိုင်းပြုလုပ်ကစီဆိုင်မျိုးတွင်နေရာတချို့မှာဓာတ်ပုံဝင်ရိုက်နေတာကိုတွေ့မြင်ခဲ့ရပြီးတော့လူထုကိုလူသားတိုင်းလှုပ်ထားလို့တော်လိုင်းအင်အားစုတွေကတိုက်ခိုက်မှုမလုပ်နိုင်တာလို့ပြောဆိုခဲ့ပါတယ်။လက်ရှိမှာစေကောင်စီဟာအင်အားဖြည့်တင်းပြီးတော့စီဆိုင်မျိုးကိုပြစ်ခတ်ဖျက်ဆီးနေပြီးတိုက်ပွဲတွေလည်းဆက်လက်ပြီးတော့ဖြစ်ပွားနေတယ်လို့သိရပါတယ်။ စစ်ကောင်စီဟာပြည်သူလူထုကိုလူသားတိုင်းအဖြစ်နဲ့အသုံးပြုဖို့ရည်ရွယ်ပြီးတော့မျိုးတွင်းကိုပြန်ဝင်နိုင်ပြီဆိုတဲ့သတင်းအမှားတွေဖြန့်ချီနေတာဖြစ်တဲ့အတွက်သတင်းအမှားတွေကိုယုံကြည်ပြီးစစ်စုံအတွင်းကိုဝင်ရောက်မိမယ်ဆိုရင်စစ်ကောင်စီရဲ့လူသားတိုင်းအဖြစ်အသုံးချတာကိုခံရနိုင်တယ်လို့ဆိုပါတယ်ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လူသားတိုင်းအဖြစ်အသုံးချတာကိုမခံရစေဖို့နဲ့မလိုလားအပ်တဲ့ထိခိုက်မှုတွေမဖြစ်စေဖို့ PNLA ရဲ့တရားဝင်ထုတ်ပြန်ချက်တွေကိုစောင့်ကြည့်ဖို့အတွက်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မိုးမောက်မြို့နယ်မိုးမောက်လွယ်ကျေလမ်းမှာရှိတဲ့စိန်လုံဘျူဟာတပ်စခန်းကြီးရဲ့ကာကင်းတွေကိုမက်စလာ29ရက်နေ့ညနေ9:00ခွဲအချိန်ကစတင်ပြီးတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိုးမောက်လွယ်ကျေလမ်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းကြီးငယ်အလုံးကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာကြံရှိနေသေးတဲ့စိန်လုံဘျူဟာတပ်စခန်းကိုလည်းထိုးစစ်ဆင်တိုက်ခိုက်မှုတွေဆောင်ရွက်နေတယ်လို့စီရေးသတင်းအင်းမြစ်ကပြောဆိုထားပါဗျ အခုတော့စိန်လုံးဘျူဟာစကန်းဘေးပတ်ပတ်လယ်မှာရှိတဲ့ကာကဲ၅ခု၆ခုလောက်ကိုတော့အရင်တိုက်ခိုက်ရှင်းလင်းနေပါတယ်စကန်းကတော်တော်လေးကြီးတယ်ပြီးတော့တခြားစကန်းတွေကနေပြီးတော့ပြေးလာတဲ့သူတွေလည်းလာစုနေတာဆိုတော့အင်အား900ကျော်လောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်လို့ပြောဆိုထားပါတယ်ရောယုံဘျူဟာစကန်းလော့ဒန်လော့မော်ရှန်တိုင်နဲ့ဘန်ယောင်စကန်းတွေကနေပြီးတော့ထွက်ပြေးလာကြတဲ့စစ်ကောင်စီတပ်သားတွေဟာလည်းစိန်လုံဘူဟာစကမ်းမှာရောက်ရှိနေပြီးတော့ခုခံနေကြတယ်လို့သိရပါဗျ။မက်စလာ29ရက်နေ့ညနေပိုင်းမှာမုံလွယ်နဲ့လွယ်ရင်းအနီးမှာရှိတဲ့ တိန်ယောင်ဘုံကနေလာတဲ့စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ KPD ကပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။မြေကြီးနားလေးတဲ့စခန်းကဂျက်ဖိုက်တာလေယာဉ်နေနဲ့လေလေချောင်းပစ်ခတ်မှုတွေပြုလုပ်ပေးနေတယ်လို့သိရပါတယ်။လွယ်ကျန်မျိုးပတ်ဝန်းကျင်ကို KIA ကထိန်းချုပ်ထားပြီးတော့လွယ်ကျန်မျိုးကိုထိခိုက်ပျက်စီးမှုမရှိဘဲတိမ့်ပိုက်နိုင်မှုအတွက်စူးစမ်းဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနနိုင်ငံလုံးအတိုင်းအတာနဲ့လေကြောင်းကနေပြီးတော့အကြမ်းဖက်တိုက်ခိုက်မှုတွေကိုနေ့စဉ်ပြုလုပ်နေတဲ့စစ်ကောင်စီရဲ့မင်္ဂလာတုံးလေတပ်ဝင်းအပါဝင်စစ်ရေးပြမှတ်၃နေရာကိုဒက်ရှဲရိုးအဖွဲ့ကပြင်းအားမြင့်မိုင်းနေနဲ့ဖောက်ခွဲတိုက်ခိုက်ရာထိခိုက်ဒေဆုံးမှုတွေရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လေတပ်ဝင်းကအထီးကိုက်ရှိတယ်ဗျနောက်ပြီးတော့တငင်းကုန်းစူဆောင်ရေးတပ်ကလည်းအထီးကိုက်ရှိတယ်အဓိကကတော့လေတပ်ကပိုထိတာကိုတော့သိရတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်မက်စလာ29ရက်နေ့ည7:00နာရီအချိန်ကမင်္ဂလာတုံးလေတပ်ဝင်းကိုပြင်းအမြင့်မိုင်းသုံးလုံးနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့ပြီးတော့7မိနစ်ခန့်အကြာမှာအင်းစိန်မြို့နယ်မှာရှိတဲ့စစ်သားစူဆောင်ရေးတပ်နဲ့ဥပိုင်ရင်ရနာစခန်းတို့ကိုလည်းတိုက်ခိုက်ခဲ့တယ်လို့ဒက်ရှယ်တို့အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ် ။အဲဒီတိုက်ခိုက်မှုတွေအပြီးမှာအင်းစိန်နဲ့မင်္ဂလာတို့မြို့နယ်တွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလမ်းသွာလမ်းလာပြည်သူတွေကိုအစစ်အစစ်တွေများပြားခဲ့ပြီးတော့ပောက်ကွဲမှုဖြစ်ပွားတဲ့နေရာကိုအရေးပေါ်ကားတွေဝင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့မိဘပြည်သူတွေနဲ့တော်လိုင်းရဲဘော်တွေကိုအနေရပေးတဲ့မြည်သူမဆိုးကျွန်တော်တို့ရဲ့ Dark Share တို့အဖွဲ့ကအဆုံးထိဆက်လက်ပြီးတော့ခြေမုံတိုက်ခိုက်သွားပါမယ်။မိဘပြည်သူတွေအနေနဲ့ဒလန်သတင်းပေးမှုများစစ်ကောင်စီနဲ့ပတ်သက်တဲ့လော်ဘီများ အုပ်ချုပ်ရေးမှူးများရဲ့ data များကိုလုံခြုံစိတ်ချစွာပေးပို့နိုင်ပါတယ်မိမိတို့ admin team ဘက်ကလည်းတေချာစီစစ်ပြီးတော့အရေးယူမှုများကိုလှုပ်ဆောင်သွားပါမယ်လို့ Dutch တို့ကထုတ်ပြန်ထားပါတယ်ဒါကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့ယုံများအဆောက်အဦများကိုရှောင်ရှားကြဖို့အတွက်သတိပေးထားတယ်လို့သိရပါတယ်ဒါ့အပြင်၎င်းတို့အဖွဲ့အနေနဲ့တခြားအဖွဲ့တွေနဲ့မဟာမိတ်ဖွဲ့ထားခြင်းမရှိတဲ့အတွက်ကြောင့်၎င်းတို့အဖွဲ့နာမည်ကိုတုံးပြီးတော့အလုံငွေကောက်ခံမှုများရှိပါကလည်းတိုင်ကြားနိုင်တယ်လို့သတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတန်းချောင်းဦးမြို့နယ်နယ်ရေကန်အထိုင်စခန်းကဘူဒိုဇာနဲ့မိုင်းလာရှာတဲ့စစ်သားတွေကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား6ဦးသေဆုံးပြီးဘူဒိုဇာကလည်းပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ29ရက်နေ့မနက်10:00နာရီအချိန်ကချောင်းဦးမြို့နယ်နယ်ရေကန်အထိုင်စခန်းကစစ်သား15ဦးကဟာမိုင်းရှာဖို့အတွက်ဘူဒိုဇာနဲ့ထွက်လာတဲ့အချိန်နယ်ရေကန်ကျေးရွာနဲ့ရေပိုးစာကျေးရွာကြားအရောက်မှာပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကအစင်သစ်ပြင်ထားတဲ့ ပရိသာမိုင်း၃လုံးတွဲ point 5 point နဲ့မိုင်းဆွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးသေဆုံးပြီးဘူရိုဇာကားလည်းပျက်စီးသွားတယ်လို့သိရပါတယ်။ဘူရိုဇာကားနဲ့မိုင်းရှာဖို့ထွက်လာတာသခိုင်းမုံရွာလမ်းမပေါ်ပဲ6ဦးနဲ့မြင်းမှုကြပေါ့။စစ်ခွေး6ကောင်ကတော့ပွဲချင်းပြီးသေးတယ်။သူတို့ဘက်ကလည်းဒရဇက်ပြန်ပစ်တယ်။ဘူရိုဇာကားကတော့အဲ့ဒီနားမှာပြင်နေရတယ် တည်တဲ့အလောင်းတွေကိုတော့တခါတည်းပြန်တည်သွားပါတယ်လို့သခိုင်းခရိုင်အမှတ်လေးတက်ရဲ့ MSPDF တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံလွင်ကူးကသတင်းပေးပို့ပြောဆိုလာပါတယ်၎င်းတိုက်ခိုက်မှုကိုသခိုင်းခရိုင်အမှတ်လေးတက်ရဲ့ MSPDF တရက်တပြက်စွန်ညိုအဖွဲ့နဲ့ချောင်းညိုနယ်ပတ်ကဖတိုက်ခိုက်ရေးအဖွဲ့ CHU PDF တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့အထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အလားတူပဲသခိုင်းတို့တပ်မ33ကစစ်သားအပြည့်တင်ဆောင်ပြီးတော့မုံရွာမြို့ဘက်ကိုထွက်လာတဲ့စစ်ကောင်စီရင်နှန်းကိုမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားအကြီးတစီလမ်းမေးကိုထိုးကျပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ20ရက်နေ့မွန်လွယ်တနအီခွဲအချိန်ကသခိုင်းမြို့တပ်မ33ကစစ်သားအပြစ်တင်ဆောင်ပြီးတော့မုံရွာမြို့ကိုထွက်ခွာလာတဲ့တံပြားကစစ်ကား9စီးကိုချောင်းမြို့နယ်နတ်ရေကန်ကျေးရွာနဲ့ရေပိုးစာကျေးရွာကြားအရောက်မှာအသိပြင်ဆင်ထားတဲ့ဗရေဒါမိုင်း3လုံးတွဲ point 6 point နဲ့မိုင်းဆွဲတက်ခဲ့ရာစစ်ကားအကြီးတစီလမ်းဘေးကိုထိုးကျပျက်စီးသွားပြီးတော့ရေမောင်မှာပါလာတဲ့စစ်သားတွေထိခိုက်သေးဆုံးမှုရှိနိုင်တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုကိုသခိုင်းခရိုင်အမတ်လေးတိုက်ရဲ့ MSPDF လျှက်ရပြက်စွန်ညိုအဖွဲ့နဲ့ချောင်းမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့ CHU PDF တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့အထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ ဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့ပလောမျိုးနယ်တဲကစပူပြင်းရွာအနီးတဝိုက်မှာစီရဲတင်းမာနေတာတလားနီးပါးရှိပြီဖြစ်ပြီးတော့ဒေသခံတွေကလည်းအိမ်မပြန်နိုင်မဲနဲ့စစ်ဘေးတိမ်းရှောင်နေရတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်အခု match လ9ရက်နေ့ကနေစပြီးတော့စပူပြင်းရွာဘက်ကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်သားတွေနဲ့တော်လိုင်းအင်အားစုတွေအပြင်းထန်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်တိုက်ပွဲပထမ3ရက်အတွင်းမှာတင်စစ်ကောင်စီကပြစ်လိုက်တဲ့စစ်လက်နက်ကြီးထိမှန်တာနဲ့ ဖမ်းဆီးတပ်ဖြတ်ခံရတာကြောင့်တေဆုံးခဲ့တဲ့အရက်သား၃ဦးရှိခဲ့တယ်လို့လက်နက်ကြီးကြီးစားထိမှန်ပြီးတော့ဒဏ်ရာရတဲ့အရက်သားကလည်း၅ဦးအထိရှိခဲ့တယ်လို့သိရပါဗါးအဲ့ဒီနေ့ကနေပြီးတော့ဒီနေ့အထိထိတွေ့ပစ်ခတ်မှုတွေကလည်း၅ချိန်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့တိုက်ပွဲအတွင်းမှာပါဝင်ခဲ့တဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်စီကသိရပါဗါး စစ်ကောင်စီတပ်တွေကမယုတ်သေးဘူးကျွန်တော်တို့ကလည်းအနီးကပ်ဆုံးမှနေထားတယ်လို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တို့ကပြောပါတယ်စီရေးတင်းမာနေတဲ့ကာလာအတွင်းမှာစပူပြင်းရွာကနေအိမ်တဆောင်နဲ့ဥယျာဉ်ချမ်းအေကအများပြားကိုလည်းစစ်ကောင်စီတပ်ကမီးရှို့ခဲ့တယ်လို့မျက်မြင်တွေ့ရှိခဲ့ရတယ်ရဲဘော်တွေနဲ့မီးလောင်ဆုံးရှုံးခဲ့ရတဲ့ရာဘာချမ်းပိုင်ရှင်တွေစီကသိရပါတယ်လွန်ခဲ့တဲ့နှစ်နှစ်ကနေအိမ်မီးရှို့ခံခဲ့ရတဲ့သင်္ကန်းတို့ရွာကံအမျိုးသမီးတို့ကလည်းရုပ်ရှင်တွေကရွာပြက်တွေမှာနေနေရတယ်လို့ပဲနေတိုင်းပြစ်ခတ်တန်းတွေကြားနေရတယ် ဘာအကူအညီထောက်ပံ့မှုမှလည်းမရှိဘူးလို့ပြောဆိုခဲ့ပါတယ်။တင်ကန်းလုံးရွာကစီရဲတင်းမာနေတယ်။စပူပြင်းရွာနဲ့ဆက်နာမိုင်ကန်တာကွာဝေးတယ်လို့သိရပါတယ်။တိုက်ပွဲကြောင့်တောင်ရကန်ကျေးရွာအုပ်စုတွေကစပူပြင်းရွာနဲ့ရွာနီးတဝိုက်ကအိမ်အောင်စု900ကန်းကနီးဆက်ရဥယျင်ခြံနေနဲ့တခြားမျိုးတွေကိုပြောင်းရွှေ့နေထိုင်ရပြီးတော့ဒီကနေ့အထိနေရက်ကိုမပြောင်းနိုင်ကြသေးဘူးလို့သိရပါတယ်။သူတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 တနင်္သာရီရဲ့ထုတ်ပြန်ချက်အရတနင်္သာရီတိုင်းအတွင်းမှာမနေ့ကဒီဇင်ဘာလအထိ စစ်ဘေးရှောင်အရေးအတွက်ဟာ၄000 4000ကျော်အထိရှိနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီရဲ့ပြည်သူ့စစ်မှုထမ်းတင်နန်းအပတ်စဉ်တက်ကိုမက်စလာ26ရက်နေ့ကနိုင်ငံတော်ဝန်ကစစ်တင်နန်းအကြောင်းတချို့မှာစတင်ဖွင့်လှစ်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မဖြစ်မနေစစ်မှုထမ်းရမယ်ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်ပြီးတဲ့နောက်မှာလာမယ့် နှစ်တဲ့ကူဒကြံကာလအပြီးအပီလကုံကစတင်ဆောင်ရွက်မယ်လို့စေကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မဲလုံးကတရားဝင်ထုတ်ပြန်ပြောဆိုထားပေမဲ့တမတ်ချင်းမရောက်မီအခုမတ်လအကုန်မှာပဲတင်တန်းနေစတင်နေပြီလို့သိရပါတယ်စစ်ကောင်စီရဲ့ဝါဒဖြန့်ဘောမချန်နယ်တွေမှာတော့ယာနဲ့ချီတဲ့လူငယ်တွေကိုစစ်တင်တန်းအကြောင်းတွေမှာစုဝေးပြီးကြိုးစုံနေတဲ့ပုံရိပ်တွေကိုဝေဝေဆဆဖော်ပြပြီးတော့ဝါဒဖြန့်နေကြတာကိုတွေ့ရပါတယ်နေပြည်တော်ဒက္ခသီရီမြို့နယ်ထွေအိုရုံးမှာပြုလုပ်တဲ့ ပြည်သူစစ်မှုထမ်းအပတ်စဉ်တင်နန်းသားတွေ့ဆုံပွဲမှာစစ်တပ်ထောက်ခံသူဘူးလတ်လှဆွေအရင်တမရယုံဝင်ကြီးဟောင်းဦးဆုံးမောင်နဲ့လဲဆယ်ဝင်ကြီးဟောင်းဦးမြင့်လှိုင်တို့ကထောက်ပံ့ပြည်စည်းတွေနဲ့ထောက်ပံ့ငွေတွေကိုပေးအပ်ခဲ့တယ်လို့သိရပါတယ်အခုပထမအတုပ်စစ်မှုထမ်းတင်နန်းမှာတက်ရောက်တဲ့လူတွေဟာကိုရိုင်းဆန္ဒပြုသူတွေဖြစ်ပြီးတော့ရန်ကုန်တိုင်းကအများဆုံးဖြစ်တယ်လို့စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူကပြောဆိုထားပါတယ်စစ်မှုထမ်းတင်နန်းကိုအခုလို့ အချိန်ဆောပြီးတော့လှုပ်ဆောင်တာနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုတွေကြားမှာစိုးရိမ်မှုတွေမြင့်တက်လာတယ်လို့ရန်ကုန်မြို့ကန်တွေကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ